အားလုံးပဲမင်္ဂလာပါဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ကမ္ဘာရေလွှမ်းမှုမှုအကြောင်းကိုကြားချက်များနဲ့လေ့လာကြမှာဖြစ်ပါတယ်ကမ္ဘာရေလွှမ်းမှုမှုနိုအေခေတ်ကာလကတကမ္ဘာလုံးရေလွှမ်းမှုခဲ့တယ်ဆိုတာတမိုင်းမှတန်သို့မဟုတ်ဘူမိဗေဒအရာဖြစ်နိုင်ပါမလားဆိုတဲ့အချက်ကိုကြားချက်များဖြင့်လေ့လာကြရမှာဖြစ်ပါတယ်နိုအေခေတ်ကတကမ္ဘာလုံးရေလွှမ်းမှုမှုဖြစ်ခဲ့တဲ့အကြောင်းကိုသိပ္ပံပညာနဲ့ တမိုင်းဆိုင်ရာထောက်ထားများဖြင့်ဘလို့ရင်ဆိုင်ချိပပြီးတော့ကျန်းစာကိုခိုင်မာစွာတင်ပြမလဲဆိုတဲ့အချက်ကိုတိကထားကြရမှာဖြစ်ပါတယ်။ဒါကြောင့်ကဘာရေလွှမ်းမှုနဲ့ပတ်သက်ပြီးတော့မှကဘာရေလွှမ်းမှုဟာဒေတာဆိုင်ရာရေကြီးမှုတတ်တတ်မဟုတ်ဘူးလား။တကဘာလုံးရေလွှမ်းမှုခဲ့တယ်ဆိုရင်ဘူမိဗေဒအထောက်ထားတွေကပဲမှလည်းတင်မောထဲမှာတဘာမျိုးစုံဘလို့နေရာထိုင်ခင်းရနိုင်မှာလဲဆိုတဲ့အချက်တွေကိုကြည့်မှာဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့တမာကျန်းစာရဲ့ကဘာဦးကျမ်းမှာဖော်ပြထားတဲ့နိုယခိကဘာရေလွမ်းမှုအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်။လူအများစုကဒါကိုခလေးပုံမြင်လို့သဘောထားပြီးသိပ္ပံပညာနဲ့ညင်းပယ်လို့ရတယ်လို့ထင်တတ်ကြပါတယ်။ဘလို့လို့တကဘာလုံးရေလွမ်းမှုမှာလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ပင်လဲတော်ဝါမျိုးစုံကိုတင်မောကြီးတစင်းတည်းမှာဘလို့ထိမ့်သိမ်းထားမလဲ။ရှင်ကော်မှုများစွာရှိပါတယ်။ဒါပေမဲ့ကျန်းစာကဒီဖြစ်ပျက်ကိုစစ်မှန်တဲ့ သမိုင်းမှတ်တမ်းအဖြစ်ခိုင်မာစွာဖော်ပြထားပါတယ်။ကျွန်တို့ရဲ့ယုံကြည်ခြင်းဟာတိတ်ပံကိုစန့်ကျင်နေတာမဟုတ်ဘဲနဲ့ဖရာသခင်ရဲ့တကိုးကိုလက်ခံခြင်းသာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာအမှန်တရားဖြစ်တိဆောက်ခြင်းကိုပြုမှာဖြစ်ပါတယ်။ရေလွှမ်းမှုမှုကဘာလုံးဆိုင်ရာဖြစ်ရခြင်းအကြောင်းနဲ့တတ်သိခံချက်နဲ့အရေးပါမှုသုံးခုအဖြစ်ရှင်းလင်းပြောပြပေးမှာဖြစ်ပါတယ်။အစစ်အတစ်အနေနဲ့ရေလွှမ်းမှုမှုကဘာလုံးဆိုင်ရာဖြစ်ရတဲ့အကြောင်းရင်း အဆင့်နှစ်အနေနဲ့ဘူမိဗေဒနှင့်သမိုင်းဆိုင်ရာတည်တည်ခန့်ချက်များအဆင့်သုံးအနေနဲ့ကဘာရေလွမ်းမှုမှုဤအေးဝင်ကလေးအေးပါမှုတို့ဖြစ်ပါတယ်။ဒါကြောင့်အဆင့်တစ်အနေနဲ့ရေလွမ်းမှုမှုကဘာလုံးဆိုင်ရာ ဖြစ်ရခြင်းအကြောင်းကို လေ့လာကြည့်တဲ့အခါမှာကဘာဥခွန်16ကနေ20အထိကြည့်တဲ့အခါမှာကောင်းကင်အောက်ရှိမြင်သောတောင်ရှိသမျှတို့သည် ရေ၌ဖုံးလွှမ်းလျက်ရှိ၏။ ရေဒီမြင့်တက်၍တောင်တို့ကို15000လွန်စီတစ်ဖြစ်ဖုံးလွှမ်းလျက်ရှိ၏လို့ဖော်ပြတာတွေ့ရပါတယ်။ရှင်းလင်းချက်အနေနဲ့ရေလွှမ်းမိုးမှုဟာဒေသဆိုင်ရာရေကြီးမှုမဟုတ်ပဲနဲ့ကမ္ဘာလုံးဆိုင်ရာ ဖြစ်ကြောင်းကိုကျန်းစာကရှင်းလင်းစွာဖော်ပြနေတာဖြစ်ပါတယ်။တောင်များမှာတိုင်တောင်များဖုံးလွှမ်းခြင်းနဲ့ပတ်သက်ပြီးတော့မှဒေသဆိုင်ရာ ရေကြီးမှုဆိုရင်တောင်ထိပ်တွေဖုံးလွှမ်းတော့မှာမဟုတ်ပါဘူး။တောင်တွေဖုံးလွှမ်းတော့မှာဆိုရင်ကမ္ဘာလုံးဆိုင်ရာဖြစ်မှသာလျှင်ဖြစ်နိုင်ပါတယ်လို့နားလည်မှာဖြစ်ပါတယ်။ ။နောက်ချက်အနေနဲ့တင်မောတိဆောက်ခြင်းရဲ့အဓိပ္ပာယ်ဒေသဆိုင်ရာရည်ကြီးမှုဆိုရင် နောအေးဟာတင်မောကြီးတစဉ်တိဆောက်စရာမလိုပါဘူး။ထိုနေရာကနေတခြားနေရာကိုရှေ့ပြားတွားယုံနဲ့လုံလောက်ပါဖြစ်ပါတယ်။နောက်ချက်အနေနဲ့သရဝါများကေတင်ခြင်းဒေသဆိုင်ရာရည်ကြီးမှုဆိုရင်ကုန်းသရဝါအလုံးကိုတင်မောထဲမှာကေတင်စရာမလိုပါဘူး။ရည်လွှမ်းမိုးတဲ့ဒေတာရဲ့အပြစ်ဘက်ကိုထွက်သွားရုံပဲဖြစ်ပါတယ်။ဒါကြောင့်ကဘာဦးကျန်းရဲ့တတ်မှတ်ချက်အရ ကဘာရေလွှမ်းမှုမှုဟာတကဘာလုံးဆိုင်ရာဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်အစ်စ်နှစ်အနေနဲ့ဘူမိဗေဒနဲ့တမိုင်းဆိုင်ရာတတ်သိခံချက်တွေကိုလေ့လာကြရမှာဖြစ်ပါတယ်။ဒီကြောင့်ကလည်းပသက်ပြီးနှစ်ပေ3 5 6မှာရှေးကာလ၌ကောင်းကင်နှင့်မြေကြီးသည်ဖျားသခင်ဤနှုတ်ပတ်တော်အားဖြင့်ပေါ်ပေါက်၍ထိုရာများဖြင့်ရေလွှမ်းမှုချင်းကြောင့်ပျက်စီးခြင်းတို့ရောက်တည်ကိုမတိလို့ပဲနေကြ၏လို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်။ရှင်လင်းကျအနေနဲ့ နော်ဧခိရည်လွှမ်းမှုမှုကြောင့်ဖြစ်ပေါ်လာတဲ့ဘူမိဗေဒဆိုင်ရာတည်တည်ခံချက်များကိုကျွန်ုပ်တို့မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒါကကြောက်ဖြစ်ယုတ်ကျင်းအကြောင်းကဘာတဝမ်းမှာတွေ့ရတဲ့ဘီလီယံနဲ့ခြိတဲ့ကြောက်ဖြစ်ယုတ်ကျင်းများဟာရေများလွန်းလို့ယုတ်တိရဲ့တည်ဆုံးခဲ့ရတဲ့သတ္တဝါတွေရဲ့တည်တည်ခံချက်တွေပဲဖြစ်ပါတယ်။နောက်ချက်အနေနဲ့အလှလိုက်ကြောက်လွားများတိုက်ကြီးတစ်ခုလုံးမှာအလှလိုက်အလှလိုက်ဖြစ်နေတဲ့ကြောက်လွားတွေဟာကြီးမားတဲ့ရေစီးချောင်းကြောင့်သာဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။ ။နောက်ချက်အနေနဲ့ယဉ်ကျေးမှုဆိုင်ရာမှတ်တမ်းများကိုကြည့်မယ်ဆိုရင်ကဘာပေါ်မှာယဉ်ကျေးမှုပေါင်းရာနဲ့ချီသောယဉ်ကျေးမှုများဥပမာဂရိတရုတ်အီရတ်မှာကြီးမားသောရေလွမ်းမှုမှုဒါနာရီတွေရှိနေပါတယ်။ဒါဟာလူသားမျိုးနဲ့တရလုံးကတူညီတဲ့အဖြစ်အပျက်ကိုမှတ်မိနေခြင်းပဲဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်အစစ်သုံးကဘာရေလွမ်းမှုဤအေးဝင်ကလေးအရေးပါမှုကိုနားလည်ဖို့လိုအပ်ပါတယ်။ဒါကြောင့်တစ်ပေ3 20နဲ့27မှာ အလွန်ရှိကာလနောအေတင်မောလှုပ်ဆင်ခါ၌ဖျားသခင်သည်တိခတ်တော်မူ၍စောင့်နေတော်မူ၏ထိုတင်မောထ၌ရေအားဖြင့်ကဲတင်ခြင်းသို့ရောက်တော်သူအနှဲငယ်သည်ဟုသောလူရှိယောက်ရှိကြ၏ယခုမူကားထိုအချင်းရာသည်နှစ်ချင်းကိုပုံဆောင်၏လို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်ရှင်းလင်းချက်အနေနဲ့နောအေခိကဘာရေလွှမ်းမိုးမှုဟာကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအတွက်အရေးကြီးသောသင်ခန်းစာပေးခြင်းဖြစ်ပါတယ်ဖျားသခင်၏စီရင်မှုခြင်း စီရင်တော်မူခြင်းအဖြစ်ကမ္ဘာရေလွှမ်းမှုမှုကဘုရားတခင်ဟာအပြစ်ကိုအပြစ်ဒဏ်ပေးဖို့ဂတိတည်သူဖြစ်ကြောင်းကိုပြသနေခြင်းဖြစ်ပါတယ်။နောက်ချက်အနေနဲ့ကယ်တင်ခြင်းဤလမ်းစဉ်အနေနဲ့နော်အေးတင်မောကဲ့သို့ယနေ့ခေတ်မှာကယ်တင်ခြင်းဤနိလန်တစ်ခုတည်းသာရှိပါတယ်။ထိုနိလန်ကတော့ယေရှုခရစ်ပဲဖြစ်ပါတယ်။တင်မောထဲမှာပါဝင်ခဲ့သူများကယ်တင်ခြင်းရရှိခဲ့သလိုယေရှုခရစ်ကိုယုံကြည်သူများသာဖရာသခင်အမျက်တော်မှလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အေဝင်ဂေလိဏိကုံးချုပ်ဖြစ်ပြောရမယ်ဆိုရင် မိษွေတို့နောအေခိကကပ္ပယူလက်မမှုဟာဖြစ်ပြက်ခဲ့တဲ့တပိုင်းပတ်တန်းဖြစ်ပါတယ်။၎င်းဟာဖရာသခင်ဟာမိမိဂတိတူတူဖြစ်ကြောင်းကိုတသက်ပြနေတာဖြစ်တယ်။ကိုတော်ဒီစီရင်မီဟုဂတိပေးခဲ့တယ်လို့ကဲတင်မီဟုလည်းဂတိပေးခဲ့ပါတယ်။ဒါကြောင့်နောအေဒီယေလွမ်းမိုးမိဂတိတော်ကိုယုံကြည်ပြီးတင်းမောကိုတိဆောက်ခဲ့တယ်လို့ ယေရှုခရစ်သည်နောက်ဆုံးသောတရားစီခြင်းမှကယ်တင်မဲ့တင်မော်ပဲဖြစ်ပါတယ်။ဒီကြောင်းရာကိုတစ်ပေ3 20 21မှာဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့တင့်ကိုတိုက်တွန်းလိုပါတယ်။ဖျားသခင်ဤတရားစီခြင်းကိုတတိထားပြီးယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ဘေးကင်းလုံခြုံရာတင်မော်အတွင်းသို့ဝင်ရောက်ပါ။တင်သည်ယေရှုခရစ်၌ခိုလုံမှသာနောက်ဆုံးသောတရားစီရင်တော်မူခြင်းမှလွတ်မြောက်ပါမိတ်လိမ့်မယ်လို့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ ။ပေါ်ပြခဲ့တဲ့အကြောင်းအရာတွေဟာကမ္ဘာရေလွှမ်းမှုကိုပေါ်ပြတဲ့ကြမ်းကြက်များဖြင့်ပေါ်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။